မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ WMI YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်အခုတစ်ခါတင်ဆက်သွားမှာကတော့လူများစုအတွက်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခြေအနေကနေတက်ရှင်လူများတော်ခဲ့ကြတဲ့လူပုဂ္ဂိုလ်တွေအကြောင်းပဲဖြစ်ပါတယ်။ Virginia မှာတတော်ထင်တူဖြစ်သူ Rice Sullivan ကမိုးကြိုးခုနှစ်ချိန်ပြခံရပြီးနောက်တက်ရှင်ခဲ့တာကြောင့်ကမ္ဘာ့အဆန်ချိန်တင် Guinness မှတ်တမ်းစာအုပ်မှာမှတ်သားဝင်ခဲ့ပါတယ်။ သူဟာမူဆိုးတဲ့နောက်ခြေထဲကတည်းကပဲစီလာမြေခုံးမွေးတွေမိတော့တာဆိုင်တိုင်ဟာဒေသလေးရဲ့ရရှိခဲ့တဲ့တော့သူ့အချိန်များရင်တော့စပင်မီးဆွဲတော့တာပကုံးနေခြင်းပတ်တော့မှာပူလောင်တာဆိုင်ပုံမပြတ်တဲ့တိုင်ရတွေလည်းရရှိခဲ့ပါတယ်ဟောဇာကောင်းတာကဒီတော့တပ်ပေးကချင်းချင်းလွမြောက်လာတာမှဆူလီဗန်ဟာဒီဖျက်ဆိုးရတဲ့ဘာမှမတဆန်တဲ့ကြောင့်ဖြစ်နေတဲ့တက်ကွန်ဆက်တဲ့မှာကိုယ့်ကိုအဆုံးစီရင်ခဲ့ပါတယ် အသက်46နှစ်အရွယ်ရင်ချီအမေတို့ဖြစ်သူရောဘတ်အီဗာသာရင်တိုင်မှုဖြစ်ပြီးထပ်ပြီးရတဲ့ကာရမရဲ့တာကောဖြစ်ခဲ့ရပါတယ်။ဆေးရုံမှာတန်ရဲကိုကုသပြီးတော့ပကြမင်းတော်ပဲသူ့အိမ်ကိုပြန်ခဲ့ပါတယ်။သူ့အိမ်ကိုပြန်နေလာမှပဲတော့သမတော်စားကုန်းတခုထပ်မံကြုံတွေ့ခဲ့ရပါတယ်။သူဟာခြင်းမြောင်းနဲ့တထားပေါ်ကနေရထားတိုက်ခိုင်းရပြီးတော့ချောင်းတခုရဲ့ကိုကြတော့ခဲ့ပါတယ်။ဒီဖန်ကကနောက်မတော်စားမှုဖြစ်ပြီးခုနကကြာမှာပဲဆေးရုံကိုပြန်ရောက်ခဲ့ရပါတယ်။ ကာတိုင်ခံရပြီးနိုင်ရည်နိုင်ငံ့ကြမှာပဲစထားတိုင်ခံရပြီးတဟင်ထဲတာတော်တော်ပင်အဝစက်ကုန်းပါပဲကရိုအေးရှားနိုင်ငံကဂီတာဆရာဖရနီစီတာဒီမိနစ်ချိန်ပေါင်းဆိုင်ဆန်ခဲ့ရပြီးအားလုံးကိုတက်ရှင်ပြမြောက်ခဲ့သူဖြစ်ပါတယ်သူတို့တော့တော်တော်နေမှာသူစီလာရတာလမ်းချော်ပြီးရေးသိမ်းမြေထဲကိုထူကြခဲ့တဲ့ခါမှာကြီးတဲ့စကနောက်ကိုတိတ်ဆုံးခဲ့ပါတယ်စီလက်ကတော့လက်ကျိုးတရားနဲ့ပဲတက်ရှင်ခဲ့ပါတယ် နောက်ထပ်တစ်နေ့ကြာမှာပဲသူစီလာရဲ့လေမောဟနဲ့တရားတစ်ချက်အနေထဲမှာနေစင်သွားတဲ့ကြောင့်သူဟာလည်းလေမောဟနဲ့တစ်ချက်သွားခဲ့ပါတယ်။ဒါပေမဲ့သူဟာကော်ယုတ်ပေါ်ကြာရောက်ခဲ့တဲ့ကြောင့်တက်ရှင်ခဲ့ပြန်မှာပဲ။နောက်ထပ်တော့နေ့ကြာမှာသူစီလာရဲ့ပတ်စကာဟာမိသိန်းကိုထိုးကြပြီးလူလေးကိုပြစုံခဲ့ပြီးမှလည်းသူကတော့မတိခဲ့ပြန်မှာဘူး။အသက်40နှစ်မှာတခါနောက်ထပ်၃နှစ်ကြာမှာတခါသူရဲ့ကားဟာစီတိုင်းကြီးနှစ်ချက်နှစ်တိုင်းပောက်ကွဲခဲ့တော့လည်းပဲ။ ချိန်မီထွက်ပြေးနိုင်ခဲ့ပြီးဒီချင်းကလည်းတမျိုးခဲ့ပြန်ပါလေ။ဒါပြင်နောက်ထပ်ကားပေါက်ပိုင်မှုတစ်ချိန်နဲ့ပတ်စကန်မတော်စားမှုတစ်ချိန်ကလည်းသူဟာတက်ရှင်ခဲ့ပြန်ပါလေ။မြို့နယ်ကြရောက်တာကအဲဒီလိုတက်ပြေးအန္တရာယ်နဲ့ကြုံတွေ့ပြီးနောက်ဟောင်းတုံးခုနှစ်မှာထိပေါက်ပြီးတထိဖြစ်ခဲ့ပါသေးတယ်။ဒါကြောင့်သူ့ကိုကံအစိုးဆုံးကံအကောင်းဆုံးပုဂ္ဂိုလ်လို့လည်းခေါ်ကြပါတယ်။ဖစ်နာဗိုလူပတာအစနေရွေးလေးမဲ့တူဖြစ်ပြီးတော့ယူကိုစလာဗီးယားတေချောင်းရဲ့ ကုန်တင်ခံမှာပေါပေါခွဲပြီးတော့ဒီ၃လုံးလုံးတော်မြင်ကနေဒီသီမပါပဲပြောချခဲ့ပြီးမှလည်းပဲတက်ရှင်ခဲ့သူဖြစ်ပါရဲ့ဒါဟာမဖြစ်နိုင်တဲ့အရာကနေတက်ရှင်နိုင်ခဲ့ခြင်းပဲဖြစ်ပါရဲ့ပေါပေါကမှုကြောင့်လေရင်မပါခေးတဲ့၂၈ခုနဲ့ဒေရင်မှုထအားလုံးတည်ဆုံခဲ့ပြီးမှလည်းပဲဒီမှာတော်လေးလားတက်ရှင်ခဲ့ပါရဲ့ဒီမှာကဝါဆန်ချစ်တင်စာအုပ်ကင်းနစ်မတ်တမကေစီမပါပဲအမြင့်ဆုံးမတို့ကြပြီးတက်ရှင်သူဖြစ်မတန်ဝင်ခဲ့ပါရဲ့ဒီမှာဟာဦးကောင်းခုံကွဲရာ ခြေထောက်နှချောင်းကျိုးတာနဲ့ကြောရိုးသုံးနေရကျိုးတာစားတဲ့ထိုင်ရာတွေရရှိခွင့်ရတယ်ပဲ။ဈေးရုံကဆင်းပြီးနောက်ပုံမှန်ဘဝမှာပြန်လည်နေထိုင်နိုင်ခဲ့ပါတယ်။အလောင်းတုံးခွန်းလက်ဧပြီလမှာအာနော်ရစ်တာဟာယူထားမှာရှိတဲ့ပလူစွန်ချောင်းသားမှာတန်ချောင်းနေစင်မှာပဲကျတော်နီစတော့ပြချလာတာကြောင့်သူရဲ့လက်မောင်းကိုဖိမိပြီးပိမိနေခဲ့ပါတယ်။သူဟာရေစနအောင်စားနဲ့ပိုရီတုံးတို့ဖို့ဖို့စားတော့ရင်အားရကြအောင်တက်ရှိခဲ့ရပါတယ်။ပရမတုံးရဲ့မှာ သူရဲ့လက်မောင်းကိုဆွဲထုတ်ရင်စူးစမ်းခဲ့တော့လည်းပဲမအောင်မိခဲ့ပါဘူး။ဒါကြောင့်သူဟာလက်မောင်းကိုဖျက်တော့ဖို့အတွက်ကြိုးရီချိုးခဲ့ရပါတယ်။ပြီးနောက်အိဆောင်နလမတာပဲလက်မောင်းကြံပန်းလေးကိုဖျက်တော့မှုတဲ့တိုင်းကြာချင်းယူခဲ့ရပါတယ်။လက်မောင်းတစ်ခုတော့ဖျက်တော့ပြီးတဲ့ခါမှာတော့သူဟာစက်သုံးကြီးကနေသူမြောက်လိုက်ခဲ့ပါတယ်။အဲဒီနောက်အဲဒီနေရာကနေခုနမှခန္ဓာရှောက်ပြေးတော့မှတော့ကယ်ဆယ်ရေးဓမ္မရည်နဲ့တွေ့ရှိပြီးတော့အတက်ရှင်လိုက်ခဲ့ပါတယ်။ သူကြောင့်တွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကြောင့်2019ခုနှစ်မှာ127 hours ဆိုတဲ့ရုပ်ရှင်တင်းနဲ့တန်တဲ့ရေကူးထုတ်သွင်းခဲ့ကြပါတယ်။မာလိုပရော့စပါရီယာ1994ခုနှစ်မှာမော်ရိုကိုနဲ့မှာချင်းပါတဲ့တေးမာတွန်ကလေးဝင်မှာပါဝင်ခဲ့သူဖြစ်ပါတယ်။တမဲတွင်မှာတိမ်မုန်တိုင်းတစ်ခုတက်ခတ်ခဲ့ကြတဲ့ကြောင့်ပရော့စပါရီယာတိုင်ပြောက်သွားပြီးဒေးဗန်အားတွေမှာပိတ်မိနေကြပါတယ်။သူဟာမာယိုနဲ့ဦးတီယာတွေကိုပြေးရောနေနေတဲ့ နေဂျီးရီးယားနိုင်ငံကိုရောက်ရှိသွားပြီးတော့ဆွန်ပစ်ထားတဲ့ပဒေဝတ်ချောင်းရဲ့ကိုယ်ထံမှာခိုးလုံခဲ့ရပါတယ်။သူဟာစာရေးစာအတွက်ကိုယ့်ရဲ့စီကိုကိုပစ်တော့ခဲ့ရတယ်လို့ဒိန်းလို့နဲ့မွေရွေးစာတုံးခဲ့ရပါတယ်။အဲလိုနဲ့ကိုယ့်ရဲ့ခြားတက်ရှိတဲ့ကေဘင်းတော့နေလေမီတာဆူဇူကသူ့ကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။သူဘောအချီရစ်တက်စကံကိုကုဆောင်ခဲ့ရကြောင့်စီယုံတက်ပြီးတော့ကုတနိုင်ခဲ့ပါတယ်။ပနာတိုဟီပါကော့စကီယာပရိုတီဗီနိုမာရှီရဲ့စိုင်းရီနေယူပါပိတာထနမှာ တည်ပြီးဆိုကခဲ့ပါတယ်။ဆက်ပြီးစချွေးရဟောစစ်စင်းနေစေ။ဆိုပြီးပြတော်သူရဲ့ကြီးဆုံးတော့မော်အရှိန်နေဆက်ကနေရနသိန်းကန်ရှိအလင်းတဲ့ဘူဟာသူရဲ့ဥကောင်းတွေကိုဖြုံတန်းဆိုပြတော်နာခဲ့ပါတယ်။ဘခေါစကီရဲ့မျက်နှာဟာရုပ်ပြစင်ပြဖြစ်အောင်ကုလျောင်းလာခဲ့ပြီးတော့အတားအိုက်တဲ့ကွာချခဲ့ပါတယ်။အလင်းနာသူရဲ့မျက်နှာစိတ်ပိုင်းပြီးရိုးရည်နဲ့ခုနောက်တရှိမှုတွေကိုလောင်ကျွမ်းသွားစေခဲ့ပါတယ်။ဒါမှဖြစ်ဆိုရင်ရန်ငယ်ကခန်းတော်ဆိုရင်တော့လူတို့တည်စီနေပါရဲ့ ဒါပေမဲ့ဘကော့စကီကအော်ဇာကောတက်ရှင်တာခဲ့ပါတယ်။သူ့ရဲ့ညာရင်းနဲ့တွေ့ရလဲမထိတိုက်ပဲနဲ့တိတ်ပန်လုံလန်းတွေကိုလည်းဆက်လက်လုပ်ပန်ခဲ့ရအောင်မြင်မှုနဲ့လည်းများစွာရရှိခဲ့ပါသေးတယ်။ဒါပေမဲ့သူ့ရဲ့ပြပနာကတော့ကြာအယုံဆုံးခဲ့ရပြီ။အာယုံကြိုးရဲ့ပစစ်တွန်းတာကြောင့်ဟဲ့မင်းနာမချန်ကထုံမချန်နေခဲ့ပါတယ်။ဘလူးခွေးနေကစတေလာမဲရီကောလိပ်ရဲ့ခရီးဟောင်းရပ်ဘီယူနီယံအတေအားချီလီနေကိုဂိမ်းစားရပြန်တန်းနေရင်းနဲ့ အန်ဒီစတောဟန်ရဲ့ EKB ပေါ်ပေါ်လေးပြချခဲ့ပါတယ်။အဲဒီပြချမှုမှာလည်းသူစနစ်အုံတည်ဆုံးခဲ့ပါတယ်။ကျန်ရင်သူတွေကတော့ဘူချိန်တုံညာအောင်တုံးတဲ့တွေကိုရှေ့အချိန်ဒီမှာတက်ရှင်တန်းနဲ့မော်တော်ရုံကရင်နဲ့မြေလေတော်လာနေခဲ့ကြပါတယ်။ခက်ခဲကြတဲ့နေ့ချင်းတွေကြောင့်သူဖီဟာသူ့မိသူတည်ဆုံးလာခဲ့ပြီးတော့ကျန်ရင်သူတွေကတည်ဆုံးလာတဲ့သူ့ရဲ့တပူချင်းရဲ့တားလေးကိုစာတုံးခဲ့ကြရပါတယ်။တက်ရှင်တန်းတွေကရဲ့ရင်းနဲ့လူမှုဟာ ချင်းချင်းနဲ့ချင်းနဲ့ငေါ်ရောရှိစနာကြရတော့စူပန်စတောဝါကစနေချာဟောဟောဖရတရှိနေတဲ့ကြောင့်ကဘာကတရှိခဲ့ချပါရဲ့ထောင်ကွာခွတ်တကုနေဒီဇင်ဘာလ24ရက်နေ့မှာအန်စာလီဂျောင်းတို့ရဲ့လီယင်ဘန်ကရရှေဟာမိုးချိုပေးဖန်ရပြီးတော့ပေရိုမူတတော်ပေါ်မှာပြချခဲ့ပါရဲ့အဲဒီပြချပုံမှာခီးတဲ့62ဦးနဲ့60တောင်တိစုပ်ခဲ့ပါရဲ့အတက်စကွန်လေးရဲ့ဂျူလီယာကိုကဟာ ်ဒီမရဲ့ထိုင်းတို့ကဘာပရိတနဲ့ပေရတာအမင်းကလည်းမိုတီတော်ရဲ့တပင်တကနေချားလေးကိုထိုးဆင်းပြီးတော့ AB မိုလိုကပြခဲ့ပါတယ်။သူအားညယူကျိုးတဲ့တန်ရညလုံးတစ်ဖက်ယုံရပိတ်နေတဲ့တန်ရညဘက်လက်မှာပင်တဲ့တန်ရတို့တဲ့တည်ပြချမှုရတဲ့အသက်ရှင်တန်နိုင်ခဲ့ပါတယ်။သူမဟာစပိတ်တွေးစီရဲ့တခြားလုံးတွေကိုစားထုံးပြီးတော့မိုတီတော်ပင်နေတဲ့မှာတန်လျှောက်လာခဲ့ရမှာကိုရချမ်းမှာခြောက်တော့ကိုဟောတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီချောင်းတိုင်းလိုက်တော့ရခါလေးနေတစင်းနဲ့ကိုလုံးရနေရတခုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီချိန်မှာဒီမိုင်းလေးမောတိုင်းဟာပင်တန်းဆံပေါ်ဝင်နေတဲ့ကြည့်ကျော်တန်ရပါဟုတ်တဆီလေးလောင်းလိုက်တဲ့ကမ္ဘာအိုးရောက်တဲ့ညစာထွက်လာခဲ့ပါတယ်။ကဲဆယ်ကြီးရောင်းလိုက်တဲ့ဒီဒီမားဟဲ့ဒီနေမှာမဲတိုက်ထိုက်ခဲ့ရပါတယ်။အားရစေ okay ဟာစတင်မောတခုပေါ်မှာတမင်ချက်တူဖြစ်ပါတယ်။သူရဲ့စတင်မောဟာနောက်ဆုံးခုနှစ်မိလာမှာပင်လေးထဲမှာမောက်ပါခဲ့ပါတယ်။ ရင်ရောင်ရောက်ပြီးတဲ့နောက်မှာသူဟာခန္ဓာခန်းထဲမှာပိတ်မိနေခဲ့ပါတယ်။အဲဒီနေရာတွင်ပိတ်မိနေခဲ့ပြီးတော့အခြားသောတင်မောလာတွေရဲ့အလောင်းတွေကိုစားတောက်နေတဲ့ငမန်းတွေကလည်းသူ့ရဲ့အခံပေးတယ်မှာဝင်းရံနေခဲ့ပါတယ်။အာရဆေဟိုကဟာမူရံကတော့ဝါထိုင်ပြီးတော့အရေးပေါ်ပေါ်ကိုစူးစားခဲ့ရပါတယ်။သူဟာကိုယ့်ကကိုယ်လက်သမုဒ္ဒေနဲ့နေရဲ့ကျော်တက်ဆက်ခဲ့ရပါတယ်။ကေဆေရေရင်ကိုအဖွဲထားတဲ့အလောင်းတွေကိုတောက်ရောက်ပြီးဆောင်တဲ့အခါမှာသူတို့ဟာဟာရဆင်ကိုအာတင်စွာနဲ့တွေ့ရှိခဲ့ရပါတယ်။ အရစီကိဟာမိသားစုစီကိုပြန်တဲ့ခါမှာသူဟာပင်လေးလေးကိုနောက်ထပ်ပြတော့မှမတော်တော့ဘူးလို့ဖျားရခင်ထမကိဒီစာပြလိုက်ပါတော့တယ်။ကျွန်တော်ကိုတင်ဆက်ပေးခဲ့တာကတော့တမန်သူတွေအတွက်အသက်ရှင်တဲ့မှုအတော့ဖြစ်နေတဲ့ခြေနေကလည်းရှင်တဲ့နေကြတဲ့သူတွေအကြောင်းပဲဖြစ်ပါတယ်။ဒီလိုရွေးကများစွာအဖြစ်နိုင်တဲ့ခြေနေကလည်းပင်တဲ့စိတ်တခေါ်အားနဲ့ကြိုးစားရုံးခံရင်အသက်ရှင်တဲ့ခြေချလာမှာဖြစ်ပါတယ်။သူတို့ရဲ့နေရာမှာမိတ်ဆွေတို့လားဆိုရင်ရော ဘလို့ကြမ်းလဲကွန်မန့်ပို့စ်ထဲမှာခိတာကြည့်ကြပါဦးကျွန်တော်ရဲ့ channel ကိုတိုင်းရယ် subscribe လုပ်လို့တင်ဆိုရင်တော့တိုင်းရယ် subscribe နဲ့ပြီးတော့ဒီကနေ့ဒီ comment တွေကိုလိုက်တော့ပေးကြပါဦး